ကလေးငယ်တွေအတွက်စိုးရိမ်လို့ဒီအကြောင်းအရာလေးကိုသင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကလေးငယ်တွေရှိရဲ့မိဘတွေလုံးဝမပေါ်စားတင်ပါဘူး။ဒီကလေးငယ်တွေမှာ AMB ထားတဲ့ပိုဆိုးတဲ့ RSV virus အခုတော်တော်များများဖြစ်နေပါပြီ။အခုဆိုလို့ရှိရင်ပေါ့နော်ထိုင်းမှာဒီ virus ကြောင့်တည်ဆုံးတဲ့ကလေးတွေတောင်ရှိနေပါပြီ။တော်တော်လေးလည်းကူးစက်ကြတော့ကြောင်းနေလဲပိတ်ဖို့ပြင်ဆင်ထားပါတယ်ခင်ဗျာ။ကလေးအချင်းချင်းကနေပြီးတော့ကူးစက်တာပြီးတော့လူထူထက်တဲ့နေရာကနေကူးစက်တာတွေအဖြစ်များနေပါတယ်။ အဓိကကျွန်တော်တို့ RSV virus ကအသက်ရှူလမ်းကြောင်းကိုဒုက္ခအလွန်ပေးတဲ့ virus ပါကျွန်တော်တို့ဒီမိုးအကုန်ဆောင်းကူးမှာပို့ပြီးတော့ဖြစ်တတ်ပါတယ် RSV virus ကကျွန်တော်တို့ကလေးငယ်တွေရဲ့အသက်အနေရဲ့စိုးရိမ်ရတဲ့အချိန်ထိဖြစ်ပေါ်နေတာကြောင့်လုံးဝမပေါ်စားသင့်ပါဘူး RSV virus ကကျွန်တော်တို့ဒီတုတ်ကွေးပုံစံမျိုးပေါ့နော်အေးမိတာကနေပြီးတော့သူကပိုဆိုးလာပြီးတော့နမိုနီးယားအဆုတ်ရောင်ရောဂါပြီးတော့နောက်တစ်ခါလေပြွန်အသေးလေးတွေရောင်တဲ့အဆင့်ပါဖြစ်နိုင်တယ်ကျွန်တော်တို့အိမ်မှာ အသက်တစ်နှစ်အောက်ကလေးတွေရှိနေဆိုလို့ရှင်တော့ပို့ပြီးတော့ဂရုစိုက်တက်ပါတယ်ဒီယောဂါဒီ virus ပိုးပါပေါ့နော်ဒီအသက်နှစ်အောက်ကလေးတွေပို့ပြီးတော့ဖြစ်နိုင်တဲ့အပြင်ကလေး9နှစ်အထက်ထိလည်းဖြစ်နိုင်ချေများပါတယ်နောက်ထပ်အသက်ကြီးရဲ့65နှစ်အထက်အသက်ရွယ်တွေမှာလည်းပို့ပြီးတော့ဖြစ်နိုင်ချေရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့နှလုံးယောဂါအခြေခံရှိသူတွေပြီးတော့အဆုတ်အားနည်းတဲ့သူတွေကိုယ်ခံအားနည်းတဲ့သူတွေမှာလည်းပို့ပြီးတော့ဖြစ်နိုင်ပါတယ် ကျွန်တော်တို့ဒီယောဂလက္ခဏာဖြစ်လာပြီဆိုလို့ရှင်တော့ကျွန်တော်တို့ပုံမှန်အားဖြင့်ကလေးတွေမှာဖျားမယ်နှာချိမယ်ပြီးတော့ကျွန်တော်တို့ချောင်းဆုပ်မယ်ပေါ့နော်ကလေးငယ်တွေမှာတချို့ကလေးတွေမှာဆိုလို့ရှင်ပေါ့နော်ဒီယောဂကိုအပြင်းထန်ခံစားရတဲ့အခါကြလို့ရှင်နှာရည်တွေကပိတ်ပြီးရောသူတို့အသက်ရှူရတာခက်ခဲလာတယ်ပေါ့နော်အသက်ရှူမဝတာဖြစ်တယ်ဒီအသက်ရှူတာတွေကတအားညံလာမယ်အတန်ပေါ့နော်တခွီခွီနဲ့အတန်တွေထွက်လာမယ်တအားမှိမ့်နေမယ်အစာတောက်တွေမဝင်တော့ဘူး ပြီးတော့နောက်ထပ်ဟိုနှာစည်းတာပြီးတော့ချောင်းဆိုးတာတွေပိုဖြစ်လာမယ်ခလေးကားပေါ့နော်ကျွန်တော်တို့ဒီအနှာစည်းတာချောင်းဆိုးတာဖျားနေတာအပြင်နှုံးနေတာပြီးတော့နောက်ကဝမ်းလျှောတာနောက်ထပ်အခြားလက္ခဏာတွေပေါ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ဒီခလေးရဲ့ဒီပုံမှန်မဟုတ်တဲ့အရာတွေကိုမိဘတွေကပို့ပြီးတော့အတိဆုံးပဲလေခလေးကအရင်ပုံစံနဲ့မတူဘူးဆိုလို့ရှိရင်တော့အ мян ဆုံးစေးယုံစေးကန်းကိုသွားဖို့လိုအပ်ပါပြီ။ ကျွန်တော်ဒီ RSV viral ဖြစ်လာပြီဆိုလို့ရှိရင်ကလေးတွေကဖျားလာပြီเนาะဖျားနေရတဲ့အတွက်ကလေးတွေကပို့ပြီးတော့ဒီရေထက်ပို့လို့အပ်ပါတယ်ရေများများတိုက်ဖို့လိုပါတယ်ပြီးတော့ no type beacon တွေဆိုလို့ရှိရင်ကလေးကို no ကိုပို့ပြီးတော့တိုက်ပေးဖို့လိုပါတယ်ယောဂပိုးကူးဆက်နိုင်တဲ့အဓိကအချက်ကပေါ့ကျွန်တော်ယောဂပိုးရှိလူကနှာချိန်မဲ့ချောင်းဆုပ်မဲ့ဆိုလို့ရှိရင် တော့လေထဲကနေ virus တွေကပြန့်သွားပြီးတော့ကူးဆက်နိုင်ပါတယ်အခုဆိုလို့ရှိရင်တော့ကလေးတွေနှာစီးရချောင်းဆုပ်ရဆိုရင်တွေ့ရဆေးကိုတော့လုံးဝလုံးဝ မတိုက်ဖို့တော့ကျွန်တော်တိုက်သွင်းချင်ပါတယ်လုံးဝမတိုက်ပါနဲ့အအမြန်ဆုံးဆရာဝန်နဲ့ပြပါတုတ်ကွေးဖြစ်နေရဆိုပြီးတော့ပေါ့ပေါ့တန်တန်မထားမိဖို့လိုပါတယ်အိမ်မှာလူကြီးတွေအနေနဲ့ဖျားနေတဲ့လူရှိတယ်နှာစီးတဲ့လူရှိတယ်ဆိုလို့ရှိရင်တော့ကလေးနာကိုမကတ်တာအကောင်းဆုံးပါပဲကလေးရှိမှနှာချီမယ်ချောင်းဆုံမယ်လုံးဝမလုပ်ပါနဲ့အပြင်းအပြန်လာပြီဆိုတာနဲ့ကျွန်တော်တို့လက်ကိုတည်တည်ချာချာဆေးဖို့လိုအပ်ပါတယ်နှာချီမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တံတောင်ကွေးနဲ့နှာချီဖို့ လိုအပ်တယ်ပြီးတော့ကျွန်တော်တို့တီရှူးနဲ့ခြီးဖို့လိုအပ်ပါတယ်ခလေးကိုဖြစ်နိုင်လို့ရှင်တော့ဗျောနှာစည်းချောင်းဆိုးနေတဲ့လူရှိလို့ရှင်ရင်ခလေးတွေနောက်မကတ်ဖို့အရေးကြီးပါပဲအခုလို time မှာဆိုလို့ရှင်လဲအခုတော်တော်လေးကိုဒီရောဂါပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အတွက်တချို့ကြီးခလေးတွေဆိုလို့ရှင်အသက်ဆုံးရှုံးတဲ့အထိဖြစ်နေပါတယ် RSV viral ကပေါ်ဆောက်လို့မရပါဘူးကျွန်တော်တို့နှစ်ပတ်ထက်ကျော်လွန်လာပြီဆိုလို့ရှင်ကျွန်တော်တို့ ပို့ပြီးတော့တတိထားဖို့လိုပါတယ်။နှစ်ပတ်ထက်ပုံမှန်ဒီနှာစည်းချောင်းဆိုးနဲ့တက်တာွားတဲ့ကလေးတွေရှိတယ်လို့နှစ်ပတ်ထက်ကျော်လွန်သွားပြီဆိုလို့ရှိရင်လည်းကျွန်တော်ခုနပြောတဲ့နမိုနီယာယောဂဝင်ပြီးတော့ကလေးကအသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက်ဆေးကိုစေကန်းပြဖို့လိုအပ်ပါတယ်။တုပ်ကွေးပဲဆိုပြီးတော့လုံးဝမပေါက်လိုက်ပါနဲ့။အဲ့တော့ကြောင့်နှာစည်းရဲ့ချောင်းဆိုးရဲ့ကလေးတွေပုံမှန်ဖြစ်နေတဲ့လက္ခဏာဖြစ်နေရဆိုပြီးတော့လုံးဝမပေါ်ဘူး လိုအပ်ပါတယ်။စီးပြီးသူနဲ့ကုရင်လည်းယောဂပိုဆိုးဝါးနိုင်တဲ့အတွက်ခလေးတွေတုတ်ကွေးဖြစ်လာပြီးဆိုခလေးတွေအသက်ရှူလာမှုမမှန်တာချောင်းဆိုးမယ်နှာစီးမယ်ရက်ကြာနေမယ်ဆိုလို့ရှင်တော့အ мян ဆုံးစေကန်းပြဖို့လိုအပ်ပါတယ်။မပေါ်ကြပါနဲ့ RSV virus ကခလေးတွေမှာဖြစ်များနေတဲ့အတွက်ပြောပြပေးခြင်းဖြစ်ပါတယ်။အားလုံးပဲ give site ကြပါကျေးဇူးတင်ပါတယ်။